ယေရှုကနောင်တရားကြလော့ကောင်းကင်နိုင်ငံတော်သည်တီလိုနီးပြီဟူသောတရားကိုဟောစပြုတော်မူ၏မိမိအသက်ကိုတွေ့တော်သူသည်အသက်ရှုံးလိမ့်မည်ငါကြောင့်မိမိအသက်ရှုံးတော်သူမူကားအသက်ကိုတွေ့လိမ့်မည်ဖျားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကိုရှေ့ဥစွာရှာကြလော့ဖျားသခင်ကို ယုံကြည်ကြလော့၌ကိုလည်းယုံကြည်ကြလော့တပံမွေးဖွားခြင်းမပြုပါကဖျားသခင်၏နိုင်ငံတော်ကိုမမြင်နိုင်ပေ လူသည်ယေနှင့်ဝိညာဉ်တော်မှ မွေးဖွားခြင်းမရှိလျင်ထိုသူသည်ကြားသခင်၏နိုင်ငံတော်သို့မတူညာရောက်နိုင်ပေဇာတိပဂတိမွေးသောအရာသည်ဇာတိပဂတိဖြစ်၏ဝိညာဉ်တော်မွေးသောအရာသည်ဝိညာဉ်ဖြစ်၏နင်ပြန်မွေးရမည်ဖျားသခင်ဤသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရရှိခြင်းကဖျားသခင်သည် မိမိမှတပါးတဲ့သောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားကိုချစ်တော်မူ၏သားတော်ကိုယုံကြည်တော်သူသည်အပြစ်စီရင်ခြင်းကိုမခံရမယုံကြည်တော်သူမူကားဖျားသခင်နှင့်တပါးတဲ့သောသားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စီရင်ခြင်းကိုခံ၏အပြစ်စီရင်ခြင်းကိုခံရကြောင်းကားအလင်းသည်ဤလောကသို့ဝင်၍လူတို့သည် မကောင်းသောအကျင့်ကိုကျင့်သောကြောင့်အလင်းထက်မောင်မိုက်ကိုတာရင်းနှင့်တက်ကြ၏ ဆိုးရုပ်တော်အချင်းကိုကျင်းတော်သူအပေါင်းတို့သည်အလင်းကိုမြင်ပြင်း၍မိမိတို့အချင်းနာအဖြစ်ပါမိကိုမထင်ရှားစေခြင်းကအလင်းတို့မချင်းကပ်ကြတမာတရားကိုကျင်းတော်သူမူကားမိမိအချင်းတို့သည်ကရားသခင်၏အလိုတော်နှင့်ညီသည်ကိုထင်ရှားစေခြင်းကအလင်းတို့ချင်းကပ်သည်ဟုဟောတော်မူ၏ငါကိုချစ်လျင်ငါပညာတို့ကိုစောင့်ရှောက်ကြလော့ငါသည်ခမဲတော်ကိုတောင်း၍တင်တို့သည်အချင်းချင်းတယောက်ကိုတယောက်ချစ်ကြလော့ငါသည်တင်တို့ကိုချစ်သည်နေသူအချင်းချင်းချစ်ကြလော့ဟုပညာတိကိုငါပေး၏